တက်ကြီးရဲ့လူတွေအတွက်ဒီတိုင်းလေးပဲချော်လဲသွားတာမျိုးကဘာကြောင့်အတက်အနေဖြစ်စေနိုင်တာလဲအယုနဲ့ကြက်သားတွေကိုငယ်ရွယ်စဉ်မှာဘာကြောင့်တခြားလေးဂူးဆိုင်တင်တာလဲအိုမင်းရင်ရောမှုရဲ့အဓိကအကြောင်းရင်းတွေကတစ်ခုကတော့အယုနဲ့ကြက်သားတွေဆုံးရှုံးမှုပဲဖြစ်ပြီးဒါကကျမတို့ရဲ့ဘဝအရေးသွေးကို အသက်ကြီးတဲ့အခါမှာတိုက်ရိုက်ဆုံးဖြတ်ပေးပါတယ်။အချက်လက်တွေရကျမောက်နိုင်ငံမှာအသက်65နှစ်နဲ့အထက်ဖိုးဖွားတွေမတော်တဆထိခိုက်မှုကြောင့်အသက်ဆုံးရှုံးရတဲ့အဓိကအကြောင်းရင်းဟာရောဂါမဟုတ်ဘဲနဲ့ချော်လဲရာကနေဖြစ်တဲ့တင်မဆုံရိုးကျိုးခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီလိုရိုးကျိုးတာကိုတိတ်ဆုံးစေနိုင်တဲ့ရိုးကျိုးမှုလို့ဆိုလို့ရပါတယ်။တစ်နှစ်အတွင်းတိတ်ဆုံးနှုန်းဟာတချို့သောအဆုတ်ကင်ဆာတွေထက်တောင်ကျော်လွန်နေပါတယ်။အယူတစ်ချောင်းကျိုးရုံနဲ့ဘာကြောင့်အသက်ကြီးတဲ့လူတွေရဲ့အသက်တွေကိုတောင်သိစေနိုင်တာလဲလို့သင်မေးချင်မိပါလိမ့်မယ်။ မယ်တကယ်တော့အသက်အန္တရာယ်ဖြစ်စေတာကအယိုးကျိုးတာမဟုတ်ပဲအယိုးကျိုးပြီးတဲ့နောက်မှာဖြစ်လာတဲ့နောက်ဆက်တွဲပြဿနာတွေကြောင့်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကြာရှည်စွာအိယာပေါ်မှာလဲနေရခြင်းကြောင့်မလို့အကျွတ်သားတွေကျုံသွားခြင်းကုခံဆွမ်းအားတွေကျဆင်းခြင်းတို့ကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်ပါတယ်။တင်မဆောင်ရိုးကျိုးတဲ့အသက်ကြီးတဲ့လူတွေက45ရာခိုင်နှုန်းဟာအယုံမချုခင်ကလိုလှုပ်ရှားနိုင်စွမ်းကိုပြင်းပြနိုင်တော့ပဲ38ရာခိုင်နှုန်းကတော့ကိုယ့်ဘာသာကိုယ်ရည်တည်နေနိုင်စွမ်းကိုဆုံးရှုံးသွားရပါတယ်။ငယ်ရွယ်စဉ်မှာတင်မဆောင်ရိုးတွေဟာအလွန်ခိုင်မာပြီးထူထဲပေမဲ့အသက်ကြီးလာတာနဲ့အမျှအယိုးတွေဟာတဖြည်းဖြည်းပြက်စီးအားနည်းလာပါတယ်အထူးသဖြင့်မျိုးသမီးတွေမှာသွေးဆုံးပြီးတဲ့အခါအယိုးပွားခြင်းဟာ90ရာခိုင်နှုန်းအထိဖြစ်ပေါ်လာပြီးအမျိုးသားတွေမှာတော့30ရာခိုင်နှုန်းအထိ ီဖြစ်တတ်ပါတယ်။ရလတ်အနေနဲ့အယိုးတွေဟာတစ်ကိုင်းချောက်တွေလိုပဲလွယ်လွယ်ကူကူချိုးပဲ့နိုင်ပါတယ်။ဒါအပြင်အသက်ကြီးတဲ့အမျိုးသမီးတွေမှာအယိုးချိုးနိုင်ခြေဟာမျိုးသားတွေထက်နှစ်ဆများပါတယ်။ အကြောင်းရင်းကတော့အမျိုးသမီးတွေသွေးဆုံးပြီးတဲ့နောက်မှာတော့အီစထရိုဂျင်ဟော်မုန်းပမာဏကရုတ်တရက်ကျဆင်းသွားပြီးအရိုးသိပ်တီးစားကိုအဆအများစွာညော့နေစေကအရိုးတွေကိုပုံမအားနေစေလို့ဖြစ်ပါတယ်။အာကာသယာဉ်မှုတွေကဘာမျိုးကိုပြန်ရောက်တဲ့အခါမှာဘာကြောင့်ပွေ့ချီတည်ယူသွားရတာလဲ။ဒါဟာသူတို့အချိန်ကြာမြင့်စွာစွဲငင်အားကင်းမဲ့တဲ့ပတ်ဝန်းကျင်မှာနေထိုင်ခဲ့တဲ့အတွက်အရိုးတွေကဖိအားတန့်ကိုမခံရဘဲ အယိုးတိတ်သီးစာရုတ်တရက်ကျဆင်းသွားတာကြောင့်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အယိုးတွေဟာနေ့စဉ်အနည်းဆုံး၃နာရီဖိအားပေးလုံဆောင်မှုကိုခံယူဖို့လိုအပ်ပါတယ်။မဟုတ်ရင်ကိုယ်ပတာကိုဖျက်ဆီးတဲ့စနစ်ကို စတင်ပါလိမ့်မယ်။အယိုးတွေက၃လကောင်းလေမတုံးရင်ပျက်စီးလေ ဖြစ်ပါတယ်။သူတို့ခံရတဲ့ဖိအားပေါ်မူတည်ပြီးကိုယ်ပတာကိုချိန်ညှိပါတယ်။ဒီဟာလေ့ကျင့်ခန်းလှုပ်ခြင်းဖြင့်အယိုးတွေကိုဖိအားပေးတဲ့အခါအယိုးတွေကဒီဖိအားတွေကိုလိုက်ရောညှိထွေဖြစ်အောင်တိတ်တီးစာကိုပုံမခိုင်မအောင်လှုပ်ဆောင်ပေးပါတယ်။ ဆန့်ကျင်ဘက်အားဖြင့်လိကျင်ကံမလုပ်ဘူးဆိုရင်ခန္ဓာကိုယ်ကရိုးတွေကိုထိမ့်သိမ့်ဖို့ရိုးသိပ်သီးစားတုံ့မြင့်ဖို့မလိုဘူးလို့ယူဆပြီးအရိုးဓာတ်တွေကိုရှော့ချပစ်လိုက်ပါတယ် ဒါအပြင်အသက်ကြီးလာတာနဲ့အမျှချွတ်သားဒုကလည်းဆက်တိုက်ဆုံးရှုံးလာပါတယ်အသက်ကြီးသူတွေအများအပြားခြေလမ်းမခိုင်မဲမတက်မရက်နိုင်လက်မလျှောက်နိုင်တာဟာချွတ်သားထောက်ပံ့မှုမလုံလောက်ခြင်းကြောင့်ဖြစ်ပါတယ်အသက်ကြီးသူတွေချော်လဲတာဟာလည်းချွတ်သားဒုနဲ့သက်ဆိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ချွတ်သားတွေဟာအရိုးတွေကိုထိခိုက်မှုကနေကောက်ွယ်ပေးရုံသာမကပဲချော်လဲတဲ့အခါထိခိုက်မှုကိုရော့ပါတတ်တာစေနိုင်ပါတယ်ဒါကြောင့်တင်တာလေ့ကျင့်ခန်းလုပ်ခြင်းဖြင့်တင့်တင့်နဲ့ရိုးတုနဲ့ကြွက်သားတွေကိုထိမ့်သိမ်းထားနိုင်မယ်ဆိုရင် အသက်ကြီးတဲ့ဘဝမှာချော်လဲနိုင်ခြင်းအလွန်နှဲပါသွားပါပြီအသက်ရှင်နိုင်မှုနှုံးလဲပုံပြီးမြင့်တက်လာပါလိမ့်မယ်နောက်တစ်ခုကတော့ကျမတို့ကအသက်ကြီးသူတွေကယ်စီယမ်အားဖြည့်ဖို့လိုတယ်လို့ထင်တတ်ကြပေမဲ့တကယ်မှာတော့လူငယ်တွေကပိုပြီးကယ်စီယမ်ဖြည့်ဖို့အတွက်လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတစ်ယောက်ရဲ့အရိုးသိပ်သီးစားဟာအသက်30ဝန်းကျင်မှာအမြင့်ဆုံးကိုရောက်ရှိပြီးရဲ့နောက် အယိုးဆုံးရှုံးမှုနှုံးဟာအယိုးအစ်စ်အဖြစ်ပေါ်မှုနှုံးထက်တဖြည်းဖြည်းပိုများလာပါတယ်။ငယ်ရွယ်စဉ်မှာအယိုးတွေဟာကယ်ဆီယမ်ကိုဆုပ်ယူနိုင်စွာအလွန်အားကောင်းပြီးကယ်ဆီယမ်ပိုမိုတိုလောင်ထားနိုင်ပါတယ်။အသက်ကြီးလာတဲ့အခါမှာတော့ခန္ဓာကိုယ်ရဲ့ကယ်ဆီယမ်ဆုပ်ယူနိုင်စွာကျဆင်းလာပြီးကယ်ဆီယမ်ဆုံးရှုံးတဲ့နှုံးပိုပြီးမြန်ဆန်လာပါတယ်။ဒါကြောင့် အသက်ကြီးတဲ့အခါဘာကိုအားထားရလဲဆိုရင်တင်ငယ်ရွယ်စဉ်ကတည်းကစုဆောင်ထားတဲ့ကယ်ဆီယမ်ပမာဏကိုပဲဖြစ်ပါတယ်။ဆောစီစာကယ်ဆီယမ်ဖြစ်တင်းလေလေအယိုးထုတူလောင်မှုအားပိုများလေလေဖြစ်ပါတယ်။ငယ်ရွယ်စဉ်တကယ်တည်းကနွားနို့တောက်ပဲပြားစားတဲ့လူတွေဟာအသက်ကြီးတဲ့အခါမှာပုံမှန်လူတွေထက်အယိုးထုတူလောင်မှုဟာ တစ်တရမ၅ဆပိုများလေးရှိပါတယ်။ဒါကဆော့စီးစွာကယ်လ်ဆီယမ်ဖြည့်တင်ခြင်းရဲ့အကောင်းကျိုးတွေပဲဖြစ်ပါတယ်။ဒါကြောင့်ငယ်ရွယ်စဉ်ကတည်းကကယ်လ်ဆီယမ်ဖြည့်ပေးဖို့ကအရေးကိုရေးကြည့်ပါတယ်။အားလုံးပဲကျန်းမာကြပါစေရှင်။